ပို့ပပကိုပိုင်အွန်လိုင်းရှော့လေးလုပ်ထားပြီးတော့သူများကိုလည်းဆဖေချပြီးပြီးမလုပ်ခိုင်းခြင်းဘူးသူများကိုအကောင့်ကိုးစွန်းမှလည်းဆိုးတယ်ဆိုလို့ရှိရင် Facebook မှာကိုရဲ့အယောင်ကြော်ညာ post ဒီကိုကိုတိုင် boost လို့ရောင်းနိုင်မယ် step by step နည်းလမ်းလေးကိုညှောက်ပေးသွားပါမယ် Facebook မှာ boost မယ်ဆိုရင်တော့အရေးကြီးတဲ့နှစ်ချက်တော့လုပ်ထားရပါမယ်ဗျကို Facebook account ကို ID verify ထားရပါမယ် visa get လုပ်ထားရပါမယ် Facebook ID verify ဘယ်လိုလုပ်ရလဲဆိုတာမသိရင်တော့ ကွန်မန့်ပေးထားကြပါဗီဒီယိုလေးနဲ့တင်ဆက်ပေးသွားပါမယ်။ဒါတွေပြီးပြီဆိုရင်တော့ boost လုပ်ရတာလွယ်လွယ်လေးပါပဲဗျ။ကိုယ့်ရဲ့ page ကိုပြောင်းလိုက်မယ်။ boost လုပ်ခြင်းနဲ့အယောင်ကြော်ညာ post ကိုယူလိုက်ပါ။ပြန်တော့ခုလိုဘူးဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဗျ။ကိုကကို post တွေမှာ react တွေညားခြင်းနဲ့ ဘုံငင်များစီကြောညာခြင်းလားဆိုရင်တော့ engagement ကိုယူပေါ့နော်အဲ့လိုမျိုးပဲねပစ္စည်းရောင်းခြင်းလားရောင်းရဖို့အတွက် inquiry တွေအဲပစ္စည်းအကြောင်းလားမေးတာတွေကိုလိုချင်နေဆိုရင်တော့ get message ကိုယူလိုက်ပါဒီတော့ဘလိုလူတွေစီကြော်ညာလွတ်မှာလဲဆိုရဲ audience အကြောင်းဒီဒီပြင်ဆင်ပေးပါမယ်ဗျကျွန်တော်က online shop ပစ္စည်းဖြစ်တာမို့လို့အသက်အရွယ်ကို18ကနေ55အထိ လူရရှိပဲကြော်ညာခိုင်းမှုဘက်ကရွေးထားပါတယ်။ location ကိုတော့မြန်မာရွေးထားပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ရန်ကုန်တိုင်းလိုမန္တလေးတိုင်းလိုအဲ့လိုတိုင်းဒေသကြီးတည်နေလိုက်ကိုပြီးတဲ့ရွေးပြီးတော့ကြော်ညာလွှင့်ချင်နေဆိုလို့ရပါတယ်။ Now ကြော်ညာလာထီရောက်ဖို့အတွက်ကိုပစ္စည်းနဲ့သက်ဆိုင်တဲ့စိတ်ဝင်စားတဲ့သူတွေစီကိုပဲရအောင်လို့ရွေးပါမယ်။ interest မှာ online shop နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ keyword တွေထည့်ရေးလိုက်ပါတယ်။ ကိုရောင်းတဲ့ကွန်ပျူစီနဲ့သက်ဆိုင်တဲ့ keyword တွေကိုဒါထည့်ပေးရမှာပေါ့နော်ထည့်ယူပေးရပါမယ်ကျွန်တော်က Instagram မရှိအောင်လို့ Facebook နဲ့ Messenger မှာပဲကြော်ညာလုပ်มาပါဗျဒါတော့ကျွန်တော်တို့ကြော်ညာအတွက်30ဒေါ်လာအမောင်းနဲ့ပေရက်ကနေပေရက်ဒီကြော်ညာမလဲဆိုတဲ့ဒိတ်ကိုရွေးခိုင်းတာပါနော်ကတော့တန်းဒေါ်လာနဲ့၅ရက်ကိုရွေးထားလိုက်ပါတယ်။ဒီရဘားဒန်းလေးနဲ့လူတို့ပူလျှော်လို့လို့ရပါတယ်။ပြီးရင်တော့ဗီဇာကတ်နဲ့ချိတ်ရပါမယ်။ location နဲ့ currency ကကျွန်တော်ထားထားသလိုမျိုးစလိုက်ပါပြီးရင် debit ဆိုတာကိုရေးထားပါဒီမှာကတ်ပေါ်ကကိုယ့်နာမည်ကို English လို့ဖြေပါမယ်ကတ် number ဆိုတာကကြတော့ကတ်ပေါ်ကခန်း16လုံးပါဒါကတော့ကတ်ပေါ်ကကတ် spare time ကိုထည့်ပေးရပါမယ် CVB ကကတ်နောက်ကလိုအပ်ကုတ်သုံးလုံးပါဗျမပိုင်တော့အဲကတ်လုံတော့ကသူတို့ပို့ထားခဲ့ email နဲ့ secret code ဆိုတာကိုပြန်ရှာထည့်ရပါတယ်အမရရင်တော့ဘယ်အောင်ပြန်မေးလို့လဲရပါတယ်ဗျပြီးရင်တော့24နာရီလောက်ဆောင်ပြီးပါအဲဒီထက်မြန်ပြီးတော့လည်းမြန်နိုင်ပါတယ် Facebook က review လုပ်ပြီးလို့ရှိရင်ကြော်ညာဆရန်ပေးပါဘူးပေါ့နော်ခုလိုမျိုး sponsor post ဆိုပြီးတော့တက်လာပြီးတော့ react တွေ share တွေ comment တွေ message တွေတက်လာတော့မှာပါဗျာ ဒါဆိုရင်တော့ boost လုပ်ပြီးပြီပေါ့နော် tips အနေနဲ့ပြောပြချင်တာကတော့ visa card မှာငွေတသိန်းလောက်တော့ကြိုပေးထားပါမယ် as rammy ဆိုလို့ရှိရင် facebook ဘက်ကချက်ချင်းမဖြတ်သေးပါဘူးလာကုန်မှာဖြတ်လိုက်ပါပါတက်တဲ့ငွေကုန်မသုံးပါနဲ့ facebook စီအကျွေးကြံမထားပါနဲ့ error တွေနောက်ကျလို့ရှိရင် ဖြစ်နိုင်ပါတယ်ဘဏ်အဖြတ်တာကတော့ပေါ့စီ rate နဲ့ပေါ့နော်မင်းတွေတို့လည်းကိုပေ့ချ်ကို ကိုတိုင်းကြောင်ညာ RAM ကြည့်ပြီးရင်အခြေအနေလေးပြပြောထားပေးခဲ့ပါအောင်နော်